မင်္ဂလာပါဒီနေ့ဆွေးနွေးစူးစမ်းမှုမှာတော့လေအဲမြန်မာလူမျိုးတွေရဲ့အလူဒါနပြုလုပ်လို့စိတ်အဲ့ဒါကတော်တော်ပြင်းပြတယ်လို့ဆိုကြတယ်ပေါ့ဟုတ်ကဲ့ပြင်းပြပါတယ်အဲ့ဒီစိတ်နဲ့ဇင်းရဲမွဲတင်မှုကြားမှာဆက်ဆက်နိုင်ခြင်းရှိမရှိဆိုတဲ့အကြောင်းအရာလေးတစ်ခုကိုခွဲခြားဆွေးပြကြည့်ကြတာပေါ့ဟုတ်ကဲ့စိတ်ဝင်စားစရာအကြောင်းအရာပါကျွန်တော်တို့လက်ထက်မှာရှိတဲ့ရင်းမြစ်ကဒီကိစ္စကိုအဲတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ရှုထောင့်ကလည်းမိန့်ခွန်းထိုးထားတာတွေ့ရတယ်ဟုတ်ပါတယ် ဒီအရင်မြန်မာဖော်ပြထားတာကတော့အဓိကကမြန်မာလူမျိုးတွေဟာပေးကမ်းလူတန်းလူစိတ်အရင်မှတန်ပြင်းပြကြတယ်တခါတလေကြတော့ကိုယ့်ရဲ့စာဝတ်နေရေးဟုတ်တယ်ကိုယ့်ရဲ့အရေးကြီးဆုံးလိုအပ်ချက်တွေထပ်တောင်းဒါနကုလိုကိုပို့ပြီးတော့ဦးစားပေးတတ်ကြတယ်ဆိုတဲ့အချက်ကောနော်အဲ့ဒီလိုအထီတောင်းလားဟုတ်ကဲ့အဲ့ဒီချက်ကိုအခြေခံပြီးတော့ဒါဒါဟာဆဲမွေးတင်မှုရဲ့အကြောင်းရင်းတွေထဲကတခုများဖြစ်နေမလားလို့စဉ်းစားစရာမေးခွန်းထုတ်လာတာပါအင်းဒါကတော်တော်စိတ်ဝင်စားစရာကောင်းတယ်လို့ နင်းနေလက်ထိရှလွယ်နိုင်တဲ့မြေခွန်းပဲเนาะဟုတ်ပါတယ်ထိလွယ်ရှိလွယ်အကြောင်းအရာတစ်ခုပါဆိုတော့ဒီဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကဒီယဉ်ကျေးမှုအရာ အားတန်းတဲ့စိတ်ဓာတ်ရဲ့နောက်ပြီးတော့စီးပွားရေးအခြေအနေရဲ့အဲ့ဒီကြားကဖြစ်နိုင်ခြေရှိတဲ့ဆက်ဆက်မှုကိုအရင်မြက်ကဘလို့ရှုမြင်လဲဆိုတော့ကိုနားလေအောင်စူးစမ်းကြည့်ဖို့ပဲဖြစ်ပါတယ်။ဟုတ်ကဲ့။သူရရှုထောင်အတိုင်းလေ့လာကြည့်တာပေါ့။ကဲ။ဒါဆိုရင်ဒီအချက်ကိုနည်းနည်းလေးပို့ပြီးတော့ နည်း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 ကြည့်ကြည့်ကြအောင်မှန်ပါတယ်မြမအလူဖွေရှိမှာဒါနဆိုလားအမတအရေးပါပါတယ်ယဉ်ကျေးမှုအရာရောဘာသာရေးအရာရောအရန် ကိုအမြင့်တွယ်နေတဲ့ကိစ္စရဲ့တစ်ခုပါဟုတ်တယ်လူတွေကဒါကိုကုတိုရဟို no ဘောကကောင်းစားဖို့အထက်ဖြုတ်လုပ်ကြတယ်ဆိုတဲ့ယုံကြည်ချက်ကတော်တော်လေးအားကောင်းတယ်อืมอืมလူရဲဆုံးဖြတ်ချက်တွေပေါ်မှာတော်တော်တယောက်မှုရှိနေတာပေါ့ဟုတ်ပါတယ်တယောက်မှုရှိနေတာအမှန်ပဲဒါပေမဲ့ဒီရင်းရစ်ကအဲ့ဒါကိုဝေဖန်နေတာတော့မဟုတ်ဘူးလို့ဆိုထားပါတယ်ဩဟုတ်ပြီ ဝေဖန်တာမဟုတ်ဘူးဆိုရင်သူကဘလို့ရှူတောင်းကောင်းရင်ချင်ကတ်တာလေစီဝိုင်းနဲ့ဆက်ဆက်တယ်ဆိုတာကိုနည်းလေးရှင်းပြပေးပါလားဟုတ်ကဲ့ဒီရေးမြက်ကချင်ကတ်တဲ့ပုံစံကနေစီဝိုင်းရှူတောင်းကနေအရေးမြက်ခွဲဝေသုံးဆွဲမှုအ resource allocation လို့ခေါ်တာပေါ့အဲ့ဒီဘက်ကနေကြည့်ရပါ resource allocation အရေးမြက်ခွဲဝေမှုဟုတ်ပါတယ်ဆိုရတာကလူတူချင်းဓမ္မမို့အတိုင်းအဝိုင်းတစ်ခုမှရှိတဲ့အရင်မြစ်တွေကအကတ်အတက်နဲ့ဒီဥမာငွေတို့အချိန်တို့လောက်အားတို့ပေါ့ ဟုတ်တယ်။အဲ့ဒါတွေကိုလက်ရှိဒါနကုတို့အတွက်အဓိကသုံးဆွဲလိုက်တဲ့အခါကျတော့အဲ့ဒီအရင်မြစ်တွေကိုထချားနေရတယ်မှာဥပမာစူဆောင်းငွေတိုးပွားအောင်လုပ်တာမျိုး။ကိုစီပွားရေးတို့ပေါ့။ဟုတ်တယ်။ကိုယ့်ရဲ့လုပ်ငန်းတောင်းဖို့ကြွန့်ကြည့်မှုကိုတိုးတက်အောင်ယင်းနီးမြို့နန္နာမျိုးရဲ့မှာတောင်းဖို့အခွင့်အလမ်းဆုံးရှုံးသွားနိုင်တယ်။အဲ opportunity cost ပေါ့။အဲ့ဒီသဘောတရားကိုစဉ်းစားစစ်ချင်းတာ။ Oh opportunity cost ဆိုတော့ဒါကအခွင့်အလမ်းဆုံးရှုံးမှုသဘောတရားနဲ့ဆက်စပ်ကြည့်တာပေါ့လေ။ဟုတ်ပါပဲ။ ချက်ချင်းကူတို့ရဖို့လူလိုက်တဲ့အဲ့ဒီအရင်အမြစ်ကတကယ်လို့သာစုထားလိုက်ရင်ဒါမှမဟုတ်ကိုယ့်ပညာရေးကျမရေးလုပ်ငန်းအတွက်တွန်းလိုက်ရင်ရေရှင်းမှာကိုယ့်ရဲ့စီးပွားရေးအခြေအနေကိုပိုတိုးတက်လာစေမလားဆိုတဲ့မေးခွန်းမျိုးပေါ့အတိအကျပါပဲရင်းမြစ်ကမေးခွန်းထုတ်ခြင်းနဲ့အဓိကအချက်ကအဲ့ဒါပဲ ဒီလိုပုံစံမျိုးနဲ့အရင်အမြင့်တဲ့စီးစင်းနေမှုကရေရှင်မှာတအုပ်ချင်းတောင်းမှုအတိုင်းဝန်းရင်စီးပွားရရတိုးတာဖျင်းဖျုံးမှုကိုဘလို့တည့်ရမှုရှိနေနိုင်မလဲဆိုတာကိုစမ်းစစ်ကြည့်ဖို့လမ်းဖွင့်ပေးလိုက်တာပါ။ဟွန်းဒါကစီးပွားရေးတဘိုးတရားတွေဖြစ်တဲ့အရင်းနှီးစုဆောင်းမှု capital accumulation တို့ယင်းနှီးမှုနိုင်မှု investment တို့နဲ့ဆက်စပ်နေတာပေါ့။ဟုတ်ပါတယ်။အဲ့ဒီတဘိုးတရားရင်နဲ့ဆက်စပ်နေတယ်။ဒါပေမဲ့ဒါကိုအရင်တတိထားမှာက ဒါဟာစည်ရင်မွဲတင်မှုရဲ့တခုတည်းသောအကြောင်းရင်းလို့ပြောနေတာလုံးဝမဟုတ်ဘူးเนาะအဲ့ဒါကိုတော့ရှင်းရှင်းလင်းလင်းသိစေချင်တယ်ဟုတ်တာပေါ့ဟုတ်တာပေါ့စည်ရင်မွဲတင်မှုဆိုတာက imminent ရှုပ်ထွေးတဲ့ကိစ္စပဲလေပညာရေး၊ကျမရေး၊အလို့အကန့်အခွင့်အလမ်းမူဝါဒတွေနိုင်ငံရေးအခြေအနေစသဖြင့်ပေါ့အကြောင်းရင်းတွေအများကြီးရဲ့ရလပဲဆိုတာတော့တီးပါတယ်ဟုတ်ပါတယ်ဒီတော့ဒီရေးမြစ်ရဲ့တင်ပြချက်ကအဲ့ဒီအကြောင်းရင်းခံပေါင်းများစွာထဲကနေမှအာ စဉ်းစားစရာဖြစ်နိုင်ခြင်းရှုထောင့်တစ်ခုကိုထပ်ပြီးတော့ပေါင်းထည့်လိုက်တဲ့သဘောပဲလို့ဆိုနိုင်ပါလားဟုတ်ပါတယ်အဲ့ဒီလိုပြောလို့ရပါတယ်ဒီအမြင်ကိုတင်ပြတာကဒါနာပြုလုပ်ခြင်းကို တိုက်ခိုက်တာဒါမှမဟုတ်အပြစ်တင်တာလုံးဝမဟုတ်ပါဘူးอืมอืมယဉ်ကျေးမှုတန်ဖိုးထားမှုတွေနဲ့စီးပွားရေးဆိုင်ရာအပြုမှုတွေကြားကရှုပ်ထွေးတဲ့ဆက်သွယ်မှုကိုပို့ပြီးတော့နားလည်အောင်ကြိုးစားတဲ့အဲလေလံမှုရှုထောင့်တစ်ခုလိုပဲ မြင်တင်ပါတယ်။ဟုတ်ပါပြီ။လုံများစုကတော့ဒါကိုကုထူရေးတက်တက်ပဲမြင်ကြတာများတယ်လေ။ဒါပေမဲ့ဒီရင်းမြစ်ကနေစီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုဖြစ်နိုင်ခြေကိုပါစဉ်းစားကြည့်ဖို့အချက်ထုတ်ပြတာပေါ့။ကောင်းပါပြီ။ဒါစေးချုံကွန်ပြီးတော့ဖြန့်ကြည့်ရင်ပေါ့လေ။ဒီရင်းမြစ်ကနေကျွန်တော်တို့ရလိုက်တဲ့အတ္တိကအချက်ကတော့မြန်မာလူမျိုးတွေရင်းကျစ်မှုတွေမှာအင်မတန်အရေးပါလာတဲ့အမြင့်တွယ်နေတဲ့ဒါနပြုလို့စိတ်။ဟုတ်ကဲ့။အဲ့ဒီစိတ်နဲ့လက်ရှိကြုံတွေ့နေရတဲ့စီးပွားရေးအခြေအနေအထက်တစ်ဖြင့် စီးရဲမွဲတင်မှုကြကဖြစ်နိုင်ရရှိတဲ့တော်တော်လေးရှုပ်ထွေးတဲ့ဆက်ဆက်မှုကိုစောကြောမိကုန်ထိုးထားတယ်ဆိုတာပါပဲမှန်ပါတယ်ဒါကယူရိုရှင်းရှင်းဟုတ်တယ်မဟုတ်ဘူးဆိုပြီးအပြေဒေတာအတွင်းမှုခတ်တဲ့ကိစ္စရတစ်ခုပါတကယ်ရစင်းစားစရာအချက်တွေအများကြီးပေးထားပါတယ်ဒီနေ့ဆက်ပြီးတွေးစရာကတော့လေယဉ်ကျေးမှုရဦးစားပေးတဲ့အရာတွေနဲ့စီးပွားရေးဆိုင်ရာအရှိတရားတွေအမှန်တရားတွေဟာကဘာပေါ်ကမတူဝဲပြားရဲ့လူအဖွဲ့အစည်းတွေမှာတစ်ခုနဲ့တစ်ခုဘလို့အပြန်အလှန်တက်ရောက်မှုလည်းရှိနေနိုင်တယ်လေ။အင်း ဘလို့ပုံဖော်နေသလဲဗောဟုတ်ကဲ့ဘလို့ပုံဖော်နေသလဲဆိုတာကိုပို့ပြီးတော့ခြေခြေပြန့်ပြန့်ချင်းချင်းကြည့်ဖို့ပါပဲဒီကိစ္စကမြန်မာနိုင်ငံတစ်ခုတည်းအတော့မဟုတ်ပဲတခြားလူအဖွဲ့အစည်းတွေအတွက်လည်းစဉ်းစားစရာဖြစ်နိုင်ပါတယ်